ဟုတ်ကဲ့အားလုံးပဲမိလာပါအဲအားလုံးတိကျတဲ့အတိုင်းပေါ့နော်အဲဖာတီတို့မောင်ကျော်တို့ချဲပေါက်နေပြီလားအဲဆိုင်ဝိုင်းထောင်လိုက်ပြီလားပေါ့နော်ကျဲအဲကိုတိုင်းကျော်ရဲ့ channel မှာကျွန်တော်ပြောသလိုဟာဟိုချဲပေါက်တာမှချဲထိုးတာမှအကွက်များလို့ရှင်ထိုးတဲ့အဲအရေးအတွက်များလို့ရှင်မယောနိုင်လို့ဒဏ်ရပြေးရင်ပြေးဦးမယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုကကိုကိုတီးနေတဲ့အချိန်ထတီးလို့ရအောင်လို့ ပါတီတို့မောင်ကျော်တို့ဆိုင်ဝိုင်းထောင်လိုက်တယ်လို့တော့ထင်ရတယ်ပေါ့နော်အဲဒီနေ့ကျွန်တော်တို့အခုဆိုလို့ရှိရင်ဒါစစ်ကောင်စီရဲ့မြဝတီတောက်ဝိုက်မှာရှိတယ်ကျွန်တော်တို့အဲတုတ်တင်ရှင်းလင်းရန်ကြံရှိနေသေးတော့စခန်းများဖြစ်တယ်ကျွန်တော်တို့ကနေလေးဘရင်တော်မော်ခီဒီစခန်းတွေကိုကျွန်တော်နှစ်ရက်ထဲနေပေါ့နော်နှစ်ရက်ထဲနေစခန်းသုံးခုကိုနှစ်ရက်ထဲနေအပြီးပိုင်း တိမ့်ပိုက်လိုက်ပြီဖြစ်တယ်ပေါ့နော်တိမ့်ပိုက်လိုက်ပြီဖြစ်တဲ့အခါကျတော့အဒီမှာချစ်ကောင်စီရဲ့စိတ်ဓာတ်အခြေအနေပေါ့နော်ငါမသိငါငါစခန်းမကြစေရဆိုတဲ့လူတွေရဲ့စိတ်ဓာတ်အခြေအနေတွေကဘလောက်ထိအောင်ပျက်စီးယိုရင်းနေပြီလဲဘလောက်ထိအောင်ယိုင်နေနေပြီလဲဘာတွေဖြစ်နေပြီလဲဆိုတဲ့ဟာဒါကြီးကြီးမားမားတိုက်ရန်ကြံရှိတဲ့စခန်းကဘယ်စခန်းဖြစ်မလဲဆိုတော့ကျွန်တော်နောက်မှာပြထားတယ်အဲကျွန်တော်ဝေါ်လီဗျူဟာကုန်းစခန်းတစ်ခုသာလျှင် ကြီးကြီးမားမားတိုက်ဖို့ကြံတော့တယ်ပေါ့နော်ကျွန်တော်မြောက်ရီကနေဆက်ပြီးတော့မှကျွန်တော်တက်သွားမယ်ဆိုလို့ရှိရင်ဘလူးမင်းလက်ပန်အဲ့ဒီကနေကျွန်တော်ဆက်တက်လို့ရှိရင်ဟောကြောက်ခဲဟိုဘက်ကဆုံသီးမြိုင်တို့ဝါမီထားတို့ဘာတို့ပေါ့အဲ့ဟိုဘက်ကိုတောက်လျှောက်သွားလိုက်မယ်ဆိုလို့ရှိရင်ဟိုချိန်မှာကျွန်တော်တို့ကြံရှိတဲ့စခန်းကတော့စစ်ကောင်စီကဝါရပြန့်ဇက်ကာရိုက်ကူးခဲ့တဲ့ခန့်စီသူတို့မေတင်သာဦးတို့ရိုက်ကူးခဲ့တဲ့ တက်ရှိ CEO ပေါ့နော်အဲတက်ရှိ CEO ကလည်းတိတ်မကြခင်မှာတက်မဲ့ CEO ဖြစ်လာတော့မဲ့အခြေအနေတွေကြုံလာနေရပြီဒီပြင်မှာရှေ့ကကြံရှိတဲ့ဝေါ်လီဘီဝါကုန်းကဘလောက်ထိအောင်ခံစစ်တီတောင်းတင်းခိုင်မာမှုဘာတွေနဲ့လှုပ်ထားနိုင်လဲကြီးကြပ်ကုတ်ကဲတဲ့သူကဘလောက်ထိအောင်ခံစစ်တီပြင်ထားနိုင်လဲဘာလှုပ်ထားနိုင်မလဲဆိုတဲ့ဟာကဒါကျွန်တော်တို့အနေနဲ့စဉ်းစားရအောင်အချက်တွေပေါ်လွင်လာပြီဖြစ်တယ်အဲ့တော့ဒီဝေါ်လီဘီဝါ စခန်းမှာရှိတဲ့ viewer မှုဖြစ်တဲ့စကားက73က viewer မှုဖြစ်တဲ့ဒုတိယဘုံမူကြီးဝေလင်းဆိုးကိုကျွန်တော်တို့အဲတုံးသက်ကြည့်မယ်ဆိုလို့ရှိရင်ဒုတိယဘုံမူကြီးဝေလင်းဆိုးဟာကျွန်တော် CDN လောက်လာခဲ့တဲ့တက်ရဲ့တယင်းမှုဖြစ်တဲ့လက်ရှိလဲတယင်းမှုပဲရှိတယ်ပေါ့တယင်းမှုပဲရှိသေးတယ်ပေါ့နော်လက်ရှိလဲတယင်းမှုအဆင့်နဲ့ပဲရှိသေးတယ်တယင်းမှုအဆင့်နဲ့သူက Holy Viewer မှာခိတ္တ Viewer မှုအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်အဲသူ့ရဲ့ လူကောင်ကတော့လူလူကောင်ချင်းတွေကတော့မရောက်နိုင်နဲ့မတိမ်မရင်အရက်ကတော့မရောက်နိုင်နဲ့မတိမ်မရင် body ကတော့လက်တဆုပ်စာလေးပဲရှိတဲ့လူတစ်ယောက်ဖြစ်တယ်ပြီးတော့စိတ်တက်အခြေအနေအရကတိုက်လို့ခိုက်လို့စိတ်တွေဘာမှန်းရှိတဲ့လူတစ်ယောက်လဲလို့ကျွန်တော်သုံးသပ်မယ်ဆိုလို့ရှိရင်သူကရုရှားမှာရှေ့ဖို့ဖြစ်တဲ့အချိန်မှာရုရှားမှာသွားပြီးတော့မှပညာတော်သင်၃နှစ်သွားပြီးတော့ ခင်ဗျားတော့တင်ခဲ့ရတယ်အဲ့ဒီကနေကျွန်တော်တို့ဒီသူတာဝန်ထမ်းဆောင်ခဲ့တဲ့နေရာတွေကိုပြောပြရမယ်ဆိုရင်ကျွန်တော်တို့တာနာတာလို့ခေါ်တဲ့တက်မတော့နိပညာတက်ကတူ DSTA ပေါ့ဒါဟို TNNA တို့ MNDA တို့ I အားတို့တွားပြီးတော့မှအဲ short တိုက်ဒုံးနဲ့တပ်ပစ်နေတဲ့နေရာပေါ့နော်ပြင်းဦးလေကျွန်တော်တို့ပြီချစ်ဖျားပဲထွက်တဲ့အနာက တာနာတာကြောင်းပေါ့ DSTA မှာတာဝန်ထမ်းဆောင်ခဲ့တယ်ပြီးတော့ရန်ကုန်တိုင်းတိုင်းတက်မှာသွားပြီးတော့မှာရန်ကုန်မှာဟိုရန်ကုန်ခြေတန်းထွက်ရတယ်ဆိုဘယ်နေရာထွက်ရတယ်ဆိုရန်ကုန်ကတက်ကကောင်နေတငယ်ချင်းတွေကျွန်တော်တို့အရင်တော့ကစကားစားထဲမှာနေခဲ့တဲ့ကာလကတငယ်ချင်းတွေကိုမေးကြည့်ရမင်းတို့ခြေတန်းအားလှမ်းမိလိုက်တဲ့ချိန်မှာငါရှေ့တန်းမှာတငယ်ချင်းတွေအရှေ့တန်းဘက်မှာတော့ရှေ့တကုံဖျားလုံညုံကြီးရှေ့တကုံဖျားလုံညုံကြီးရှေ့တန်းလုံးကြရတဲ့တက်မျိုးမှာဒုတိယတရင်မှုဖြစ်တော်ဝင်ထမ်းဆောင်ခဲ့တယ် ာဝန်ထမ်းဆောင်ရေးပြီးတော့လက်ရှိရောကျွန်တော်တို့ဗုတ်ပြင်းအခြေဆိုင်ပေါ့နော်အဲခမရ985ရဲ့တယင်မူတယောက်ဖြစ်တယ်အဲဒီတယင်မူကကျွန်တော်စီဦးစီးတက်ကလို့လို့ခေါ်တဲ့ဥစဒပေါ့နော်အဥစဒတင်နန်းတက်ပြီးတော့ပြန်ဆင်းလာတဲ့အချိန်မှာလက်ရှိဝေါ်လီဗျူဟာမှာခိတဗျူဟာမှုအဖြစ်တာဝန်ထမ်းဆောင်နေတယ် သူကစစ်စင်ရေးတွေ့ကြုံနေဘာတွေရှိခဲ့လဲလို့ဆိုတော့ကျွန်တော်ပြောပြရတဲ့ပထမပိုင်းပြောပြရတာနဲ့နေဒါတော်လန်ပြည်သူလူထုအနေနဲ့သဘောပေါက်မယ်လို့ထင်တယ်အဲ့တော့သူ့ရဲ့စစ်ရေးအတွေ့အကြုံကဘာမှမရှိတဲ့လူတစ်ယောက်ဖြစ်တယ်သူ့ရဲ့တိုက်လို့ခိုက်လို့စိတ်ကဘာတွေရှိလဲဆိုတော့လေဘာမှမရှိပါဘူးပြီးတော့သူ့ရဲ့ဒါအောက်ဖဲ လှန်တယ်လို့ဖြစ်မှာဆိုလို့ကျန်တဲ့အကြောင်းအရာတွေတော့အသေးစိတ်တော့မပြောမပြတော့ဘူးအဲဒါခစ်တစ်တီဘောမင်းတယောက်ဖြစ်တယ်သူကတော့အင်မတန်အင်မတန်ကြောက်ရတယ်ပေါ့နော်သူကပတ်မပတ်မပေါ့ပတ်မပတ်မတယောက်ဖြစ်တယ်ပေါ့နော်ဒီပတ်မတယောက်ကိုကဲအုတ်ချိုးတဲ့ဟောလီဗျူဟာစခန်းကကျွန်တော်နောက်မှပြထားတဲ့ အတိုင်းပဲကျွန်တော်တို့ကာကင်းစခန်း၄ခုရှိပါတယ်ကာကင်း1 2 3 4ပြီးလို့ရှိရင်ကျွန်တော်တို့ပင်မစခန်းရှိပါတယ်အမြောက်လို့ရေးထားတဲ့နေရာလေးကပင်မစခန်းဖြစ်တယ်ပေါ့နော်အဲ့ဒီပင်မစခန်းမှာကျွန်တော်တို့အဲ120နှစ်လက် ရှိပါတယ်122တစ်လက်ရှိပါတယ်ဒီဟာနဲ့သူတို့ခန်းစစ်တွေအပြင်ဆင်ထားတာတော့ကျွန်တော်တို့ကြိုတင်စုံစမ်းရတယ်လို့တော့သိရတယ်ပေါ့နော်အဲ့တော့ဒီဂေါ်လီပြူဟာကချိန်တိုင်းဘာတွေဖြစ်မလဲဆိုတာတော့မောင်ကျော်တို့ဖတ်ထီးတို့ ဘလို့တိထုတ်ပလိုက်မယ်ဆိုတာကိုကျွန်တော်တို့အနေနဲ့စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ပြီးတော့နောက်တစ်ချက်ကဒီထဲမှာကျွန်တော်ထည့်သွင်းပြောပြချင်တာလေးပေါ့နော်ထည့်သွင်းပြောပြချင်တာလေးတစ်ချက်ကဘာရှိလဲလို့ဆိုတော့ကျွန်တော်တို့ DKBA ပေါ့နော် DKBA ဒီဟာဒါဒီမိုကရေစီအကျိုးပြုကရင်တက်မတော်ဖြစ်ပါတယ်ဒီမိုကရေစီအကျိုးပြုကရင်တက်မတော်အဲဒီလောက်ဆိုရင်တော့ သူ့ရဲ့စာသားလေးအဓိပ္ပာယ်ကိုဖတ်ကြည့်မယ်ဆိုရင်ဒီမိုကရေစီအကျိုးပြုကရင်တက်မလို့ဒီမိုကရေစီကိုပဲအကျိုးပြုမှာဖြစ်ပါတယ်ဒီမိုကရေစီမဟုတ်တော့သူကိုအကျိုးပြုမှာမဟုတ်ပါဘူးအဲ့တော့အဲ့ဒီလက်ရှိကျွန်တော်ပထမပိုင်းမှာပြောခဲ့တဲ့ဟော်လီတို့ဒေဘောဘိုးတို့ဒီဥကရိထတို့ဘာတို့တဝိုက်မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန်မှာစစ်ကောင်စီကဘာလုပ်လဲဆိုတော့ DGBA ဌာနချုပ်နေရာနာဖြစ်တဲ့စုံစည်းမြိုင်နာမှာပါပြီးတော့မှလေရင်နဲ့ အပြစ်မဲ့ပြည်သူတွေကိုတွားပြီးတော့ဘုံကျဲတဲ့အချိန်မှာအပြစ်မဲ့ပြည်သူအမျိုးသမီးတူအသက်ဆုံးရှုံးခဲ့ရတာပြီးခဲ့တဲ့ရက်ပိုင်းလေးကဒီလိုပြဿနာတက်ခဲ့တာရှိပါတယ်ရှိတဲ့အခါကျတော့စစ်ကောင်စီကဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်ကိုသူဟာသူနေတာကိုအေးအေးဆေးဆေးနော်တော်လန်ရေးမှာအေးအေးဆေးဆေးနေနေတဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်ကိုတွားပြီးတော့မှစော်ကားတေယောင်ယောင်လေးတွားပြီးတော့လုံနေပြီလုံနေတဲ့အခါကျတော့ ဒီမိုကရေစီအကျိုးပြုကရင်တက်မတော်ကသာတစ်ခုခုလက်တုံးပြန်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီတောင်ပိုင်းခွင်ကြီးကတိတ်ကိုပဲကြိလှတဲ့ပွဲတပွဲပေါ့နော်စစ်ကောင်စီအနေနဲ့အရှိုက်တင်မဟုတ်ဘူးနန်ချားကိုဓာတ်နဲ့ထိုးခံရတယ်လို့ထိတိမိမိရောက်ရှိသွားမဲ့ပွဲတပွဲဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့စောင့်မျှော်ကြည့်ရှုရမယ့်အချိန်တွေရောက်ရှိလာပြီအဲ့တော့ပါတီတို့ကမောင်ကျော်တို့က ချဲပေါ့ရုံနဲ့မဟုတ်ဘဲနဲ့အိမ်မှာကိုပိုင်းဆိုင်းဝိုင်းထောင်လိုက်ပါပြီကိုပိုင်းဆိုင်းဝိုင်းထောင်ပြီးတော့မှအားတဲ့အချိန်တီးကျင်တဲ့အချိန်ဒရီရတဲ့အချိန်ထပြီးတော့တီးနေတဲ့အချိန်တွေကိုရောက်ရှိနေပါပြီလို့အဲ့တော့ဒီတဲ့ရှေ့ကိုဘာဖြစ်ဆက်ဖြစ်လာမလဲဘယ်လိုတွေဆက်ပြီးတော့ဘာဖြစ်အောင်မလဲဆိုတော့ကျွန်တော်တို့စီးရီးရမပြောတင်တဲ့ကိစ္စတွေရှိရတဲ့ဆက်ပြီးတော့အခြေတဝင်းတွေကျွန်တော်တို့ပြောပြတဲ့ရမလိုဘူးလို့ထင်ပါတယ်အဲ့တော့ ဒီကျွန်တော်တို့လက်ရှိသူတို့လုံနေတဲ့လုံရက်ကိုကြည်ချင်းအပြင်ဘာတွေဆက်ဖြစ်လာနိုင်မလဲဆိုတဲ့ဟာတွေကျွန်တော်တို့အနေနဲ့စောင့်မျှော်ကြည့်ရှုရမယ်တည်င်းကောင်းနေအများကြီးတည်ဆောင်လာမိမြောက်ရီနယ်တခွင်ဘူဒါဘောတို့ကော့ဘရာစစ်ကြောင်း KNDO နဲ့ကျွန်တော်တို့ Federal Wing Drone တပ်ဖွဲ့ရဲ့အောင်မြင်မှုတွေက နောက်ပိုင်းရက်တွေမှာဇက်တိုက်လာတော့ပါမယ်ဆိုတော့ကျွန်တော်အနေနဲ့ပြောကြားခြင်းပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်